မင်္ဂလာပါရှင်အိမ်မက်ဂရုကကျူဆိုလိုက်ပါတယ်ဒီတိုင်းမှာမွေးနေ့ရှိကြတယ်လို့မွေးနေ့မှာလှုပ်တင်တာလေးလှုပ်နိုင်တာလေးဝေကြီးမကုန်ကြပဲအကျိုးတက်ရောက်မဲ့နီလန်းလေးတချို့ကိုပြုတ်ပြပေးချင်ပါတယ်လှုပ်ရမှာပထမဆုံးလှုပ်ရမှာကတော့မွေးနေ့မတိုင်ခင်တည့်ရမှာလှုပ်ရမှာပါအမမမနေ့ကငါကမွေးနေ့ဆိုရင်ဒီနေ့ညနေမှလောက်ရမှာဖြစ်ပါတယ်အိမ်တိုင်းလုံးမှရှိရဲ့ တကားပေါက်အင်းရှိတကားပေါက်အင်းနောက်ဖေးတကားပေါက်ပေါ့နော်ပြီးတော့ brain ပုတ်တဲ့အားလုံးကိုလည်းဖွင့်လိုက်ပါပြီးတော့ရက်နေတဲ့နာယီလိုမျိုးအတုံးမဝင်တော့တဲ့ပစ္စည်းတွေပြက်နေတဲ့ဆက်ပစ္စည်းတွေအဲ့ဒါတွေအကုန်လုံးကိုဖယ်ရှားလိုက်ပါလုံးမပြတ်နိုင်ဘူးဆိုရင်တောင်မှစတိုကန်နဲ့လူနေရမျိုးမှာတိမ့်ထားလိုက်ပါတအိမ်လုံးကိုတန့်ရှင်းအောင်လုပ်လိုက်ပါအ ပန်းရှင်လုတ်တဲ့အခါမှာလဲစားရည်လေးကိုသုံးကြည့်ပါစားရည်လေးကိုကျမ်းမြမှာဖြန်းပြီးတော့တပြည့်စီလဲရမျိုးလုတ်ကြည့်ပါပြီးတော့အဝတ်ဟောင်းနေဝတ်ထားတဲ့အဝတ်တွေမလျှော်ရသေးတဲ့အဝတ်တွေရှင်အဲ့ဒါတွေအလုံးကိုလျှော်လိုက်ပါမွေးနေ့မနက်ကိုရောက်ပြီးဆိုရင်တော့ပထမအုပ်ဆုံးလုပ်ရမှာကပြားရည်တစ်စုံကိုစားလိုက်ပါပြီးရင်ဖျောင်းနိုင်အဖြစ်တစ်တိုင်ကိုထုံးပြီးတော့ဆူတောင်းပါ သင်ဖြစ်ခြင်းနဲ့ဆန္ဒများကိုစာရွက်ပေါ်မှာချရေးလိုက်ပါညမအိတ်ခင်ချိန်မှာတော့သင်ဘဝတစ်ခုလုံးမှာဘဝတစ်လျှောက်လုံးမှာကျေစုတင်တဲ့လူတွေကိုမှတ်မိသလောက်ကလေးချရေးလိုက်ပါဒီချက်ကလေးတွေလုံယုံနေပဲသင်ရဲ့လာမယ့်နှစ်တစ်နှစ်လုံးမှာအခွင့်အရေးတွေကသင်မတောင်းဆိုပဲနဲ့ရောက်ရှိလာတာကိုအံ့ဩဖွယ်ကြုံရပါလိမ့်မယ်ကျေစုတင်ပါတယ်ရှင်